အားလုံးပဲမင်္ဂလာပါဒီကနေ့ကတော့ဆုံးရအာဂါသာသတင်းတွေကိုကြည့်မယ်ဆိုရင်တော့ လီဗာပူးအသင်းပိုင်ရှင်တွေကတော့လက်ရှိပေါ့လေဒါကလပ်အသင်းမှာရလက်ဆိုးဝါနေတဲ့အသင်းရဲ့နီးပါးဖြစ်တဲ့အန်နီစလော့ကိုထုတ်ပယ်သွားမှာမဟုတ်ဘဲနဲ့ကလပ်အသင်းအကောင်းဆုံးပုံစံတစ်ခုထိရောက်အောင်အတူတူလက်တွဲသွားမယ်ဆိုပြီးတော့ပါ Daily Palace ကဖော်ပြထားတယ်ဒါပြင်ကျွန်တော်လီဗာပူးအသင်းပိုင်ရှင်တွေကလာမယ့် January Transfer Window မှာကလပ်အသင်းတွေပြောင်းရွှေ့ချေ Euro တန်း160လောက်ထပ်သုံးသွားမယ်ဆိုပြီးတော့လည်းဖော်ပြထားတယ်လက်ရှိမှာတော့ဒါလီဗာပူးအသင်းရဲ့နီးပါးဖြစ်တဲ့အန်နီစလော့ကဒါကျွန်တော်တို့ PSG အသင်းရဲ့ပေါ်တူဂီ ကစားသမားဖြစ်တဲ့ဂျောင်းနာဖက်ကိုခေါ်ယူသွားဖို့စန္ဒာရှိနေတယ်ဆိုပြီးတော့လည်းဖော်ပြထားတယ်။အာဆင်နယ်တင်းကတော့ဒါဘာစီလိုနာတဖက်ကချယ်ဆီအသင်းတို့စိတ်ဝင်စားနေတယ်ကျွန်တော်တို့ပေါ့လေ။ Northern Forest ရဲ့နောက်ခံကစားသမားဖြစ်တဲ့ Morillo ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီးဖော်ပြထားတယ်။လက်ရှိမှာတော့ Northern Forest တင်းကကစားသမားပြောင်းရွှေ့ခြင်းကို Euro 360ဝန်းကျင်တတ်မှတ်ထားပြီးတော့မှအာဆင်နယ်တင်းကချယ်ဆီနဲ့ဘာစီလိုနာအသင်းတို့အပြိုင် စားသမားကိုအရောက်ခို့ဖို့ကြိုးပမ်းသွားမယ်ဆိုပြီးပေါ်ပြထားတယ်မန်ချက်စတာယူနိုက်တက်အသင်းကလည်းပြီးခဲ့တဲ့နေရာစီ transfer window တုန်းကဒါအက်စတွန်ဗီလာအသင်းစီကိုတရားစီအငားထွက်ကစားနေတဲ့မန်ချက်စတာယူနိုက်တက်အသင်းရဲ့အင်္ဂလိပ်တောင်းပန်ကစားသမားဖြစ်တဲ့ဆန်ချိုကဒါသူ့အနေနဲ့မန်ချက်စတာယူနိုက်တက်အသင်းစီကိုပြန်သွားမှာမဟုတ်ပဲနဲ့ ကလပ်သင်းဟောင်းဖြစ်ခဲ့မှုတဲ့ဒေါမွန်အသင်းစီကိုပြန်လည်ပြောင်းရွှေ့ခြင်းနဲ့ဆိုပြီးပေါ်ပြထားတယ်ဒေါမွန်အသင်းစီကိုတော့တကယ်လို့ဒါပေါ့လေစန်ချိုနင်းနဲ့ပြောင်းရွှေ့ခဲ့မှဆိုရင်ဒါကျွန်တော်တို့သုံးချိန်မြောက်ပြောင်းရွှေ့ခြင်းမျိုးဖြစ်မှာဖြစ်ပြီးတော့မှဒေါမွန်အသင်းဘက်ကတော့တပတ်လောက်ခလာစာပေါင်3သိန်းလောက်ပေးချေရတဲ့ကစားသမားကိုခေါ်ယူသွားဖို့စံနာမရှိဘူးဆိုပြီးတော့ပေါ်ပြထားတယ်တစ်ဖက်မှာတော့နယူကာဆယ်တည်းရဲ့နောက်ခံကစားသမားဖြစ်တဲ့လက်ဗရာမန်တိုကတော့ အနယူကဆက်အတင်းနဲ့စာချုပ်အသက်ထပ်တိုးနိုင်ဖို့သဘောတူညီမှုမရသေးဘူးဆိုပြီးတော့မှပေါ်ပေါ် insider ဖော်ပြထားတယ်ကစားသမားက2026ကမ္ဘာဖလာပီးရင်ပေါ့လေသူအနေနဲ့ Manchester United အသင်းစီကိုပြောင်းရွှေ့ကစားခြင်းတဲ့အခြေအနေကြောင့်မလို့ယူကဆက်အတင်းရဲ့စာချုပ်အသက်ထပ်ကမ်းလှမ်းမှုကိုညှင်းပယ်ထားတယ်ဆိုပြီးတော့မှဖော်ပြထားတယ်တဖက်မှာတော့ဒါကျွန်တော်တို့ Manchester United အသင်းကပဲပေါ့လေ။ဟူပါနန်အသင်းရဲ့ Brazil Queen လေကစားသမားဖြစ်တဲ့ ဒါကိုမတ်စ်ကိုခေါ်ယူဖို့ကစားသမားနဲ့ယူနိုက်တက်အသင်းကြားမှာသဘောတူညီမှုတချို့ရထားတယ်ဆိုပြီးတော့မှဖော်ဖော်အင်ဆိုင်ဒါဖော်ပြထားတယ်။ဒါမန်ချက်စတာယူနိုက်တက်အသင်းကကွင်းလည် option တွေကိုပြင်မထားနေနေမှာလက်ရှိမှာတော့ကိုမတ်နဲ့သဘောတူညီမှုရရှိထားတဲ့အခြေအနေလည်းဖြစ်တယ်။ဒါပေမဲ့သူရဲ့ကစားသမားဖြစ်တဲ့ Ferrari ကိုခြိစားကိုတော့လက်ရှိမှာပေါ့လေဒါကျွန်တော်တို့ဒီ Sansari ကိုအကလပ်အသင်းတွေဖြစ်တဲ့ Inter Milan တစ်ဖက်ကဒါကျွန်တော်တို့ AC Milan အပါအဝင် Roma အသင်းတို့ကအပြိုင်ခေါ်ယူဖို့ကြိုးပမ်းနေတာဖြစ်ပြီးတော့မှ ကစားမကူတိုင်းကလည်းဒီရာတိပြီးရင်လေဗာပူးတင်းနဲ့လမ်းခွဲသွားနိုင်ပွဲရှိတယ်ဆိုပြီးဖော်ပြထားတယ်။တစ်ဖက်မှာတော့ဒါကျွန်တော်တို့ပေါ့လေအက်စတွန်ဗီလာတင်းကလက်ရှိဝူဘာနာတင်းတစ်ဖက်ကကျွန်တော်တို့ဒီပေါ့လေဘရိုက်တန်တင်းတို့စိတ်ဝင်စားနေတယ်။ရေမသရစ်တင်းရဲ့တိုက်လူငယ်တိုက်စိတ်ကစားမဖြစ်တဲ့ဂွန်ဆာလိုဂါစီယာကိုဇန်နဝါရီထရန်စပါဝင်းတော့မှအငားနဲ့ခေါ်ဖို့အပြိုင်ကြိုးပမ်းလာတယ်ဆိုပြီးတော့မှစကိုင်းဂျာမနီကဖော်ပြထားတယ်။ ရမသူရတဲ့ငါတော့လာမယ့်နေရာစီ transfer ဝင်လုံးမှာဒါပေါ်လေသူတို့အနေနဲ့ခန်းစစ်ပြဿနာကိုဖြေရှင်းဖို့အတွက်ကစားသမား option ကိုပြတ်မှတ်ထားရတဲ့နေရာမှာလက်ရှိမှာတော့အပြောင်းရွှေ့ transfer case လုံးဝသုံးစရာမလိုဘဲနဲ့အလို့ပြောင်းရွှေ့ခြင်းနဲ့ရမယ့်ကစားသမား၃ယောက်ကိုအဓိကခေါ်သွားမှာဖြစ်ပြီးတော့မှဒီထက်မှာတော့ဒါကျွန်တော် Crystal Palace တင်းရဲ့အင်္ဂလိပ်နောက်ခံကစားသမားဖြစ်တဲ့ Maggie ကိုတစ်ဖက်မှာတော့ဒါကျွန်တော်တို့ပေါ့လေဒီ Liverpool တင်းရဲ့ပြင်းတဲ့နောက်ခံကစားသမားဖြစ်တဲ့ခွန်သားတေဒါကျွန်တော်တို့ Bayern Munich တင်းရဲ့ကစားသမားဖြစ်တဲ့ ဥပမိကန်တို့ကိုခေါ်ယူသွားဖို့ရေမသရက်တင်ဘက်ကစိတ်ဝင်စားနေတယ်ဆိုပြီးပေါ်ပြထားတယ်ပေါ့လေဆိုတော့တ िश ူပေးခဲ့တဲ့တူတယောက်အချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျေးမှန်ခြင်းနဲ့အားလုံးပြည့်စုံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်